အပိုင်းနှီးအဲ့ဒီညနေမှမိန်ကလေးတယောက်တနခါသွေးလိမ့်နာတက်ခါကြုံဘူးတယ်သူတနခါလိမ့်နာကို့မှာတော့ဘာမှလည်းမလုပ်ဖင်းနဲ့ဘာနဲ့တူတယ်လဲဆိုစီပြန်နေတဲ့ဝတ်သားဟင်းကြီးအုတ်ဆောင်နဲ့အုတ်ထားတယ်လို့ကြီးညင်ရတာက အစီတဝင်းဝင်းထိလို့လည်းမရ၊ကင်လို့လည်းမရ။ဧလူကြီးအုတ်ဆောင်ကြီးအုတ်ထားလို့လေ။ဟဲ့ နင်းကဘာလို့လာကြည့်နေတာလဲတဏ္ဍခါတုံးနဲ့ကောက်ထူလိုက်ရဟုတ်ပြီဖြစ်နေဦးမေသွားအပြင်းမသွားနေယူတာကူအပြိုးခံရနေသည်ခုမှအပြင်းထွက်ပြီးသူ့ထိုင်ဆောင်နေရတာအမှန်ဆိုစဉ်းစားကြည့်တိုင်လုံးသူနဲ့ကျွန်တော်နှစ်ယောက်ထဲရှိတာအနီထားကလည်းခုပြီးခက်ပြီးနှက်ပြီးသားအုပ်ဆောင်လေးလက်လိုက်ယုံရှိတာအဲ့ဒါကူတော့ ယူတာကအထင်လွင်မေစုလူအနံ့လေးတောင်မရှိခဲ့ပါဘူးအသက်အောင်ပြီးထွက်ခဲ့တာယူတာလေယူတာအခုနေစဉ်းစားကြည့်တယ်အော်ဒီအုပ်ဆောင်လေးလက်ရတာဘာခက်လူလေဖတ်စုလက်လိုက်ရင် ဒီဝတာဟင်းငါဟင်းဖြစ်ပြီးယူတာလေအုပ်ဆောင်လေးကိုမထီခဲ့လိုက်ဘူးယူတာယူတာ အောက်မလီအခုနီမြပြန်ကြုံချင်းဇမ်းပါပြီဝတ်သားဟင်မပြောနဲ့ဟူနာကငပ်ပြီးဦးတော်ကြံမမဟုတ်ဘူးဒုကလူသူစင်းစားမယ်ဆိုပြီးတကလပွဲနောက်ဆုံးညတွင်ဤညလွန်မြောက်အလင်းတောက်လျင်ချစ်ခင်မှုအဖြစ်ရကြည်ပြီးဟူသောအတွင်နှင့်နေလာဟဲ့ချစ်ဒုက္ခငါတို့ညီအကိုမောင်နှမများရေမှာငါအရင်ဆုံးအိမ်ထောင်ကြသူ ဖြစ်ရမည် ။အော်မကြုံဝါသင့်နာကြုံဝါတွေပြောပါလေ။ညီတို့ပင်ဖြစ်စေ အချစ်နဲ့ပတ်သက်ရင်ငါသာအမှန်ငါသာအလန်းစရာသူမြပစ္စည်းခုပြီးပြန်ထားเสียရမလိုတာမိမ့်မှတမျိုးရှိတာဟုစိတ်ပိုင်းဖြတ်ပြီးတက်ကလဒီပစ္စည်းတော့ရအောင်ယူအောင်မဟာဟု အတွေးလာလာနဲ့ဖေးမလူနေတဲ့ဗျာအင်းတော်ပါသေးရဲ့ကာယံက ဖေးမတလုံးရလို့နောက်မဟုတ်မတွေ့ရစေရဓမ္မမဟုတ်အတွေ့လာလာနဲ့ဆိုမစရာတခုကျန်နာအာလုံးမဲ့စဉ်းစားကြည့်လေသူတပါအိမ်ကအယုတ်ကလေးလှလှကန်ကြည့်ရင်သူ့နေရာတကြပြန်ထားရတဲ့ဗျာသူတပါစီကအဝတ်အစားယူဝစ်ပြီးရင်အိမ်ပြန်ချိန်ပြန်ချုပ်ပေးခဲ့ရတဲ့ဗျာသူတပါစီကပန်းပင်လေးကန်ကြည့်ပြီး နီးရကြပြန်ထားခဲ့ရပြန်ရောအဲ့ဒီလိုပြန်ထားတဲ့အတွက်ဘယ်သူမှအပြစ်မမြင်ဘူးယူသွားရင်သာအပြစ်ရှိတာတရားစွဲခံရမှာဟောမိမကြတော့အဲ့လိုမဟုတ်ဘူးအမှန်ဆိုဒီမိမကကို့ပြည်စီလည်းမဟုတ်ဘူးသူ့မိသူ့ဖသူ့ဘူဘွားပိုင်ပြည်စီဒါပေမဲ့အဲ့ဒါကိုယူပြီးရင်ဘယ်တော့မှပြန်ထားစရာမလိုဘူး ယူပြီးဆိုတာနဲ့အပိုင်ရပြီပဲအဲ့ဒီတော့လောကမှာ သူတစ်ပါးပစ္စည်းယူပြီး ပြန်ထားစရာမလိုတာ မိမ့်မှပဲရှိတာဒါကြီးကြတော့ယူပြီးပြန်ထားကြည့်ပါလားတရားတော်အစွဲခံရအောင်မငါသမီးနင်းယူလို့ကမှ အိမ်ပြန်ချခဲ့တယ်ဟုတ်လားဆိုပြီးနောက်ပြီးတော့ဒါကြီးကို ယူပြီးမကြိုက်ပါဘူးဆိုပြီးပြန်လဲလို့လည်းမရဘူးယူပြီးပစ္စည်း ပြန်မလေးပါစုတဲ့အထင်မှလေမိမကနံပါတ်1ပါတဗျာအဲ့ဒီစည်းကမ်းချက်သားမရှိရင်ပြန်လေးလိုက်မယ်အမျိုးအော်အိမ်ကဟာကြီးတော့ဟောင်းသွားလို့လူငယ်စဉ်ကလူအရွယ်မှန်စိုက်မှန်တကူတော့ဝိတ်ကလေးနဲ့လဲပြီပါအာကြာပါလေကွာဒီဟာကြီးကလွဲရင်ဘာဖြစ်ဖြစ်အဲ့ဒါမျိုးတွေလဲနဲမယ်မထင်ပါ သူ့ဆောင်ဟာတာလေးတောင်တရိယာပါ ငါကွာအိမ်တော်မကြခင်ကဘယ်မိမကြီးကြီးလှခဲ့တာအခုရောကွာအခုတော့တယောက်ရော့သွားပြီ မိမဘက်ကတော့ပြောပါတယ်မရခင်ကတော့ဖြာလူလိတ်ထိတ်ပေါ်တင်ရပြီးတဲ့အခါကျတော့ဖြာလူခင်ခြေလူနီမရခင်မှာဖြာလူလိတ်ထိတ်ပေါ်တင်တာတော့ဟုတ်ပါရဲ့အเจ้าမတည်သေးတော့တင်းကြည့်တာပေါ့ဖြာလူခင်းတဲ့အခါကျမှာ ဂျဘူးကအထူးတော့ဘသူကခံနိုင်မှလေကျုပ်တို့ယောက်ျားတွေဘက်ကပြောပါလေမိမများဗဇက်တန်ကဂျဘူးထူတာထက်စိုးသေးဟုတ်ဘူးလားဒါကူတော်အမျိုးသမီးတို့တွေကပြောရဲ့ရှင်တို့ယောက်ျားတွေဘာကောင်းသေးလို့လဲမပြောကောင်းမနိုင်ကောင်းမှရှင်ရဲ့ကတော့ပါရဲ့ဖះရှင်ကူတော်မြတ်တော်ရက်တော်ရာကိုထပြီးတောထွက်သွားသေးတာပဲအော် အဲ့လူမမိမပြစ်ပြီးတော်မထွက်ရင် ကျွန်တော်တို့အခုဘာကူကိုရအမှန်အောင်သိမှာမဟုတ်ဘူးမိမပြစ်မှဖျားဖြစ်တာဆက်ပြောရင်ယောက်ျားသူကိုမြှောက်ပေးရကြတော့မင်းကဲထားပြုံတော့ပြောနေတဲ့ဇက်ကလေးတောင်ဘယ်ရောက်သွားမှမသိဘူးအဲ့ဒီလူနဲ့ကျွန်တော်နဲ့ကျွန်တော်ရဲ့အလှပကေလှော်စာလေးတို့သည်မိချံဇေတအန်စာခောက်တန်းတွေ့ဝေးစိမ့်ရွှေရတနာတွေ တီထာနီယာတနီးအလှကညာရီစုဝေးယာစနပွဲစည်းမဟာတုရောက်ပြန်ပြီဆိုပါတော့ဟောဒီကပလာတာဟောဒီကခါကြာဟောဒီကဟာလဝါစသည်စသည်ကြာဟောဒီကလော်စာစုံတွဲသည်လေပွဲတဲ့လေရပြီပေါ့ဟောကြည်စမ်းကြည်ဘူးဒီညာအစောကြီးဇက်ပွဲကလကမပဲဟဲ့ဟောစိုင်းတန်လေစီပြီဟာ ပွဲထွက်တော့မဲ့အကြီးဆိုင်ဝိုင်းပေးငါသွားနှင်တော့မဲ့ဈေးကတော့အရင်လူ နေရောင်ကြံပြီးတော့ထို့သူဆိုတော့ကျွန်တော်ကအာနေကလေအခုမှကလကမလူအပြူတော်စမာလီဒါပြီးမှနတ်ကတော်ဖယားကတော်ကဲအပြူတော်ရိမ့်နေစတိတ်ရှူနေတိုးကြည့်နေလေနေကြိုက်တဲ့မင်းသားကအင်းဖျားမှာမူတုံယူတုံနေမှာအိုအီသူ့ဘာသာသူဘာဖြစ်ဖြစ် ဒီညမှာငါကြိုက်တဲ့ပြားဇက်နေမဝင်လမဝင်အချစ်ဆိုတဲ့ပြားဇက်ကိုပြားဇက်မင်းသားလူငယ်ရန်ကုန်တောက်ထိန်ကမှာဟဲ့သူကရန်ကုန်ဆိုတဲ့အတိုင်းစကားကြွေတာအမှန်တော့ဘာရန်ကုန်ကမှာမဟုတ်ဘူးရက်ွယ်ထဲစိုက်ကားလေနေနေတာလူလဲငယ်တာမဟုတ်ဘူး40ကျော်ကြီးငါရဲ့မဟုရအယောင်တနတ်သေးကငွေရောင်ကြည့်ဘူးလေးတွေမင်းရင်နေ ထဝရမကိန်းအောင်ခြင်းမူဆိုငါပြောတာနာထခွေးကလေးခုံလို့ဖုံမထပါဘူးကွာလက်ညိုကလေးကွေးတဲ့ယုံနဲ့ပြစ်မှတ်တော့မထီဘူးနော်မင်းရဲ့နှဖူးကြည်တူးရတော့မြင်နေပြီဒါမျိုးတွေထွက်တယ်အဲ့ဒါကူဒီမင်းသားအပြောပိုင်နေဆိုပြီးကြိုက်နေတာကျုပ်သားဆိုအဲ့ဒီလိုပောက်ကရအလုံးမျိုးစဉ်းစားစရာတော့မလိုဘူးဖလွတ်ဖလွတ်နဲ့ထွက်တယ်မပြောခြင်းလို့ကြည်နေတာ စဉ်းစားနေတုန်းရှိသည်တားချိန်တော့မရလိုက်ပါဘူးလောစာပန်းလေးကျွန်တော်ရှိချလှစ်ခနေပြောက်သွားတော့တာဟေးငါသွားပြီငါကူလိုက်ရှာရင် နင်းမူသွားလိမ့်မယ်တကူကူကူပဲဟေးသွားကန်ဒီတကူကူကူလှုပ်သွားသေးတာသဘောကတော့ငါတော့ပုံမိပေါ့နင်းတွေ့အောင်လိုက်ရှာဆိုတာမျိုးဒီလိုနဲ့ပဲအကူတို့ရေညလဲနဲ့ပြီး ပြားဇက်လဲထွက်ပြီးကျင်းတို့ရဲ့မှော်စရာကဘိုးကူမလာဘူးသူ့ပေါ်မလာတာကအကြောင်းမဟုတ်ဘူးရောင်းရတဲ့လော်စာကကုံကူမကုံနိုင်ဘူးအခါတိုင်းညဆိုအစိတ်ဖူးလှုပ်ရင် ပြားဇက်ထွက်ခါနီးဆိုကုန်ပြီအခုမှဒီညမှရောင်းကောင်းလို့ဆိုပြီး40ဘူးတောင်လှုပ်လာတာဆိုတော့တော်ယုံနဲ့ကူမကုံနိုင်ဘူးငွေသားက40တောင်ဆိုတော့ကျွန်တော်လည်းမဆိုင်နိုင်ဘူးတညကူ၅ချက်ဆိုင် တက်စေဆိုင်နေဆိုတော့ဘေကမှကူနှိုက်လို့မရတော့ဘူး။ဒါကြရှိရင်ဆွဲလီပဲမကုံကုံအောင်လုပ်နေရတာ။ဇနပွဲစည်းရီရဲ့ထုံးစံအတိုင်းညနဲ့လီ လူတွေကအပြင်းမထွက်လီပွဲချိန်တက်လီ လူပြက်လီနဲ့မှဘယ်လူမှရောက်မကုန်နိုင်ဘူး။အခါတိုင်းဆိုရင်တော့လော်စာပန်းလီချခဏနေဖြုတ်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 နေကုန်နေကြဆိုတော့ရောင်းတတ်တာပေါ့။အခုတော့ တက်ခလာလေမကတယောက်သေးလေဖြစ်ဆိုတော့လောသာပန်းကြီးရှေ့ချပြီးကြီးကြီးကြောင်ကြီးဖြစ်နေမိတာဟောပြဇက်ပြီးလူလူတွေလှုပ်လှုပ်ရွာရွာနဲ့ပြန်ထွက်လာကြပြီဟိုကောင်မယောအေးပြန်မထွက်လာသေးပါလားဘွဲကင်းနဲ့ပဲအိပ်ပျော်နေပြီလားဒါမှမဟုတ် အများရွှေနဲ့နှစ်ပါးခွေမှာဟိုဖားဖင်နဲ့မင်းသားစိန်တယူယွန်းထူတာပဲစက်ငေးနေအောင်မလား ဘာပဲဖြစ်ဖြစ်ကျန်နာလေးတော့ဆက်ရအောင်မှာလော်စာရီရမင်းတို့ဟောလော်စာတောင်ဂုံကန်နေပြီပဲဟေးကြည်စမ်းနှစ်ပါးခွင်ကမြန်လိုက်တာပြီးသွားပြန်ပြီအလူနောက်ပိုင်းဇက်ထုတ်ကရင်ငန်ပိုင်းဥရှင်ကြီးဆိုပါလားဒါဆိုကောင်မဥရှင်ကြီးစီးတော်ကြာဆိုင်ဝိုင်းပေါ်ခုံပြန်ကြော်လွှားတွေကြည်အောင်မယ်ထင်ပါအေး တက်လေတက်နိုင်နေမတက်မှလီဘယ်ရေးချမ်းမှပြန်လာမှာပါလေအဲ့ဒီလူနဲ့စောင့်လာလိုက်တာနနခင်းပေါက်လူ အလင်းပင်ရောက်ခဲ့ပြန်မာရောလားဝဲကင်းကလူတွေအိမ်ပြန်လို့ဇက်အဖွဲသားတွေနဲ့ဆိုင်းစရာတွေတော့ပတ်စာခွာဖျားသိမ့်ကုန်ပေါ့ညတော်မှလည်းပွဲရှိပွဲနောက်ဖျားအောက်ပါမကျင်မြေလန်းရှာပြီမဲ့ဘယ်မှမမတွေ့ဘူးသူကြိုက်တဲ့မင်းသားကူများ တွားမိတ်ဆက်နေရောလားဆိုပြီးမင်းသားအခန့်တွားချောင်းတော့မင်းသားခမရလီလာရဘက် တင်ပါပြီလူအေးအေးလေးနဲ့ပြောင်းနေပြီအိတ်တာမှသူ့လူသိကြပြီသိကြပြီဒီအစင်နဲ့ဒီအစင်ဆိုဒီကောင်မှငါကူလော်စာပန်းပြီးတကူကူလှုပ်ကြီးလူအိမ်မှာပြန်အိတ်နေပြီထင်ပါ တွေ့ကြသေးတာပေါ့အိမ်ကြမှာအတွေးရလူအပြေးပါပဲဗျာ သူ့အိမ်ပြန်တော့အိမ်မှာသူ့အမေကလော်စာအကြံနဲ့ကျွန်တော်ကိုလှန့်လို့ကြည့်တယ်။မျက်လုံးပြောတာနော်။ဘယ်မှလဲဟုကောင်မှဘယ်နာတဝေထုတ်ပြီးဘယ်လင်မျိုးနဲ့နေခဲ့လဲ။မတော်ရသေးတဲ့ရောက်ခမရဲ့ရင်ရင်ကြည်ကြည်အမေကိုကျွန်တော်ကလည်းတွေ့ပြီးအဲ့ဒါပဲပြောမလို့ဒေါ်တော်ကြီးညဦးတွေကကျွန်တော်ကိုလော်စာဗန်းကြီးပေးပြီးပြေးသွားလိုက်တာအခုချိန်ထိပြန်ပေါ်မလာလို့ အဲ့ဒါအဲ့ဒါအိမ်ပြန်မရောက်သေးဘူးလားသူနဲ့ကျွန်တော်တကူကူကူရန်ကစားနေတာကျွန်တော်ရဲ့ဘုမတိဗမတိအမေကိုသူ့သမီးယုံနဲ့အမေဖြစ်သူကဟေးဘယ်နဲ့တကူကူကူရမှလဲတညာလုံးပြန်မလာပုံထောက်ရင်လင်းနောက်သေးကြပေါက်လိုက်တာပဲဖြစ်ရမယ်အခုချိန်လောက်စသူ့လင်းနဲ့တကူကူကူနေလောက်ပြီခမညာ ကွန်ရရောက်နေမောင်တင်အောင်နဲ့လားစပိန်ပြင်နဲ့တင်မောင်လွေနဲ့လားထမ်းမင်တော်ကြကဖူးဆန်ခွားနဲ့လာပေမသိတာသူ့အဖြေကြတော့ကျွန်တော်မှချက်ချင်းပင်မျက်ရည်ဝိုင်းမိတော့သည်အောက်မလီတက်တလုံးမွေးလာတဲ့ကြဲ့ဥကလေးကအရေးတကြီးကြီးနဲ့ကျက်မကြီးရဲ့ဝစ်ပါဟဲ့အကောင်ပေါက်ရင်ငါအတွက်ဆိုပြီးကြည်လာလိုက်တာမွေးပွေးတွေတစ်ချက်လစ်တာနဲ့ ဘဲကောင်ဝင်ရိုက်ချက်သွားမှန်ကိုမသိလိုက်ဘူး။အိုးပြောတော့ငါနှစ်အတွက်စဉ်းစားနေတာတည်းဟောဒီလော်ဇာပန်တသက်လုံးတယောက်တည်းထမ်းဖို့စဉ်းစားသွားတာလားမတားမရေးမတတ်နိုင်ဘူး။ဒီအချီနီမျိုးစုလူတိုင်းစေးမှာပဲစဉ်းစားကြည့်လေ။ညဥပိုင်းထွက်သွားကန်ဒီမှာတော့တူတူရေဝါလဲမမြည်တူပြီလဲမဟုတ်တကူကူကူဆိုပြီးလှုပ်သွားတာ။ အဟုတ်မှတ်တာပေါ့အခုတော့ကြည်ကြပါအောင်အရက်ကလေးရေသူ့ကိုချစ်လာပါကြီးရဲ့ကြိုက်လာပါကြီးရဲ့ဆိုပြီးအနစ်နာခံပြီးစောင့်နေသူကမှတကူကူကူလှုပ်သွားတာဒီလိုမှန်သည်ရင်ညဥ်ကလေးကအုတ်ဆောင်လှက်ပါလေအခုတော့ကျွန်တော်73နှစ်သားမလေးဒဒလွန်တော်ယာကပညာလွန်တော်ဇာကဝရိယလွန်တော်ဩဒိစာ ဥစ္စာလွန်သောမာနာချမ်းသာလွန်သောယာကားတွေကြံသေးတယ်ကြံသေးတယ်မပြောတော့ပါဘူးကိုနဲ့ဆိုင်နာပဲဆက်ပြောမယ်သူ့အပေါ်တဒါတီလဲလွန်ခဲ့ပါပြီဝရိယလဲလွန်ခဲ့ပါပြီ ချမ်းသာရင်လဲလွန်ခဲ့ပါပြီတဒါလွန်လို့ပဲသူ့လောစာလိုက်ရောက်ခဲ့တာပေါ့ဝရိယလွန်လို့ပဲနိညာမပြတ် ဖဝါချီထက်လိုက်ခဲမိတာပေါ့ချမ်းသာလွန်လို့ပဲသူ့လော်စာဘူးတွေစိုက်ခဲတာပေါ့ဟုတ်ဘူးလားအဲ့ဒီရဲ့လွန်သုံးလွန်အကျိုးမြတ်ကြောင့်ယာဂနှစ်ထက်ဥဒိစတစ်ထက်အပုမီဟရတာပေါ့ဗျာရည်စားဘူးမိတယ်ဆိုတာ လူတိုင်းကြုံဘူးတဗျာနေမရထိုင်မရတင်ပါအဝမိခဲ့ပြတယ်လူပူပါတယ်ဆိုလေသိကြလားမပူပါဘူးဆိုရင်လေအင်း ပေကြလာပြီဒါပေမဲ့နေမထီထိုင်မတာနေပဲမကောင်းတယ်လူကောင်းမဲအောင်တယ်လူနဲ့ရင်နဲ့ဟက်စီဟက်စီဖြစ်မနေဘူးလားကျွန်တော်လဲအဲ့ဒီယုံကအဲ့ဒီလူပဲခံစားခဲ့ရတာကြောင့်အောင်မဲမင်းရဲ့ပြောရတော့မင်းကဲမောက်လွန်သူကာမယူ၍ညံ့ဦးမနေ တင်းမတိမ်မှုစည်းစဲပြက်ချင်းဆွဆွေးချင်းနဲ့ရှက်ချင်းရောက်ရတဲ့ဗျာ ဟေးငိုချင်းအောင်ချမိတော့မေပြောနေကြတယ်ဇက်ပေါင်းကြပါစုဒါကြာယနေ့ယခုလူငယ်များဖြင့်ကျွန်တော်လူလူအန္တဖြစ်ရင် ဖြစ်စေများကိုစင်ချင်းသုံးသက်ပြီးတက္ကလချစ်ချင်း၌တဒါလွန်ချင်းချစ်ချင်း၌ဝရိယလွန်ချင်းနဲ့ချစ်ချင်း၌ချမ်းသာလွန်ချင်းဟုသောလွန်သုံးလွန်ကို မျက်မှောင်ပြုနိုင်၍တဒါညွတ်ကြည်ဖြူပါလူမျက်နှူးငယ်ရှိရင် တဆေတရာနှင့်ထောင်းဥစ္စာဘူမူကေးတော်လေပေဝဲမြအထင်အချစ်ကေမကြည့်လျင်တပေတဝဲမြပင်ဖြစ်တော်လေတရာတထောင်ထင်မှတ်မြင်မှုဘုံများမြောင်ရီတွေ့မြေကဲချိန်တိတ်တဲ့ဒုက္ကလူဇူလာ၍ကျွန်တော်ကလူအန္တမှတ်သွားပြီမလားဘေးမှတ်မနောအွေကကောင်းတော့ဆက်ဆက်လူထလူကောင်းတော့လွင်လွင်ဦးလင်နောက်လိုက်ပြီး သုံးဘက်လောက်ကြတော့ကိလီတာနှစ်ဆဒူးလူဂျူဂျူးနှရွက်ပေတော့မရှောင်ကြီး။အော်သူနဲ့လေတခါထက်တွေ့ပါလေ။သူ့ယောက်ျားကမြို့ပေါ်ပရဟစည်းဆိုင်ကအလုသမားကူ။အဲ့ဒီမှာသူ့လော်စာစိန်ဖို့ဒစည်းသွားသွားဝေရင်နဲ့တွေ့တာ။ညပြီးတော့ရောဘာလုပ်တယ်မှတ်လေ။လော်စာပဲပြန်ရောက်နေတယ်။အောက်မှာကျွတ်ကူတာ။ဟေးနင်းအားရင်ငါကူ လော့စာလိုက်ရောင်ပေးပါအောင်လားအဲ့လူလှုပ်သေးတာလှုပ်စရာလားသူ့ယောက်ျားသူခိုင်းပေါ့ဒါနဲ့ကျွန်တော်ကလေဟေ့အီငါအခုမုံလက်ဆောင်ရောင်းဖို့လှုပ်နေတယ်နင့်ထက်သားတဲ့မုံလက်ဆောင်သေးနဲ့ငါဘလူတကူကူမလဲဆိုတာနင်ဆောင်ကြည့်နေစုပြီးပြန်ပက်ထဲလိုက်တယ်မှတ်ကြရသူ့ထက်တဆင့်တဲ့မုံလက်ဆောင်ရောင်းမယ်ဆိုလိုက်တာကို ပြန်ပက်ထဲလိုက်တာ အကြောင်းရှိပါတကောပရိသတ်ကျွန်တော်ငယ်စဉ်မွေးကင်းစအရွယ်ကလေးကငယ်ရိတ်မှာဘွေးနှလုံးခုံခုံကြီးပေါ်လာတော့ကျွန်တော်ရဲ့မာတာမိခင်ကဗေဒင်ကျန်းကန်များတွေ့ရှိပြီးတနင်္လာသားတားယောက်ျားအထွန်းဘွားသည်ဥကင်းတော်ထက်ပင်လက်ဝဲရစ်တံဘွေးနှလုံးပေါ်ထွက်နေသောကြောင့်ကောင်းရောင်းဝေရောင်းကုံသွေးချောင်းနှင့်ဇီဝါဖြစ်၏ဘွေးချိန်တွင်ဟု အမိတညာတတ်မှတ်စရာရှိ၍ဒီကောင်လေးကြီးလာသည့်အခါမလွဲဤကံကုံတွေပွေးစားတားယောက်ျားဖြစ်ပေတော့မြည်တဲ့ဗျာမာတာမိခင်က နမိတ်ဖတ်တော်ရလေးမွေးကလေးကကျွန်တော်ခေါင်းပေါ်ပါလာတဲ့ဘွေးနှလုံးကိုဘွေးချိန်ခွင်ဆိုပြီးတော့ဒီကောင်လေးဟာမုတ်ချမတ်သွေးချိန်ခွင်ကန်ဇီးရောင်စားရမယ်လို့ဆိုခဲ့တာကိုဒါပေမဲ့ကြည်ပါဦးကြည်လာတော့ ချိန်ဝင်ကင်ပြီးဈေးလည်းမရောက်စားရတရားသူကြီးလည်းမဖြစ်တရားသူကြီးဖြစ်လေကောင်းသားသူတို့လည်းပဲချိန်ဝင်ကင်ရတာကိုဒါပါတော့မာတာကဤများနဲ့မကြည်နဲ့နိုင်မဲသူထက်သိပါပြီတဲ့သူထက်တက်ပါပြီတဲ့သူထက်နှံ့ဆက်ပါပြီတဲ့ဆိုတဲ့ဘေးဒင်ကဝိတွေမေ့ကြည့်တော့ဤတငယ်ရဲ့ဥကောင်းပေါ်ကဘွေနှလုံးတီဘွေချိန်ကွင်ပုံတရံတော့မှန်ပါတယ်သူတော်တွေ ဤပွေနှလုံးသည်သူဘာသာသူရစ်ခွေမနေငေရိတ်ကဇပင်များကိုပါလေပတ်စုလိန်ပြီးငကားအမောက်သဖွေထောင်ထွက်နေတော့ကြဘလူးကောင်းဆောင်ပွေဟုဆိုရပေမည်သူဘာတော့ကြဤတငယ်အရွယ်ရောက်လာတော့အခါတိုက်ချင်းခိုက်ချင်းအင်းအားသုံးချင်းဖြင့်အပင်မှန်ကြီးစွာ ရုန်းကန်နေထိုင်ရ၍လက်ဝိတ်သမားလျင်၎င်းဓမြလျင်တော့၎င်း ကာယကိုအတုံးပြုအတုံးချ၍အတမွေးဝမ်းကြောင်းရှာဖွေနေရသူသာမောက်ချမသွေအေကံဖြစ်ပေလိမ့်မည်။ဘေးရင်ွေပြောတာနော်အခုကြည့်ဈေးလည်းမရောင်းရဘူးလက်ဝိတ်လည်းမထိုးရဘူး။သူတို့လုံးဝမထင်နဲ့အမှုပညာသမားကျွန်တော်ဖြစ်လာတာ။ဒါကြောင့်ပြောတာဗျာ။သူတို့ပြောခဲ့တာတွေဘာဖြစ်ခဲ့လို့လဲ။ဒါကြောင့်ဘေးရင်ဒီနောက်ဖြစ်ဖြစ်ပြီးသားကိစ္စကူတာ မှန်အောင်ဟော၍ရသည် ရှေးဖြစ်ကိုဘယ်သူမှမှန်အောင်ဟော၍မရပါလက္ခဏာကိုကြည့်၍လူတရားအကြောင်းမသိနိုင်မလက္ခဏာဆိုသည်မှာလူဤလက်များစုပ်ကြည့်ဖြန့်ကြည့်လှုပ်၍ပေါ်လာသော အရေးအကြောင်းမျှသာဖြစ်ပါသည် ထို့ကြောင့်ထိုကဲ့သို့လက်ကိုစုပ်ကြည့်ဖြန့်ကြည့်လှုပ်လျင် ပေါ်လာသော အရေးအကြောင်းကိုကြည့်၍ထိုသူဤရှေးဖြစ်ကိုမိသူမှအတက်ဟော၍မရပါကဲ့ ရှင်းပြီနော်တို့ကြဘွေးနှလုံးငယ်တဲ့ဖုံနေ၍ဘွေးချင်းတွင် အလိုကြဈေးမရောက်ရပါဘွေးနှလုံးငယ်ရိတ်ဖုံနေ၍ဘလူကောင်းဆောင်အလိုကြလက်ဝိတ်မထူရပါတို့တော့တို့ဘွေးနှလုံးနဲ့ပတ်သက်၍ဈေးတဲ့အတော်များများကိုကျက်နော်ကြိုက်တတ်ခဲ့ပါသည်တို့ဘွေးနှလုံးကြောင့်မေဓမြမတိုက်ရတော်ညာဓမြဖြစ်လောက်သည့်ရုပ်ရည်ကိုပိုင်ဆိုင်ခဲ့ရပါသည်ဟေ့ ဟာတရေးတဲ့အကြည့်တော့ရုပ်ကရေလဲမရေရဘူးအေးဟဲရုပ်ကတကယ်ပင်လေတမြရုပ်ဒါတော့အမြဲကြုံနေရတဲ့ဇကာကြုံမများတော့မဖြုံတော့ဘူးလူရုပ်ဆိုတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးသူတို့မျက်နာပေါ်ရှောက်တင်ထားရတာမှမဟုတ်တာဟုတ်တယ်လေကို့လေပင်ပေါ်ကို့ရုပ်အသာလေးတင်ပြီးအလုတ်ဖြစ်နေတဲ့ဟာကူ ဒါကုတချို့များကယုတ်ကြီးဆိုရင် မပောင်းခြင်းကရှိသေး။လောကသုံးပါးကိုပိုင်စုသောဖျားရှင်ကုရောမြတ်ရဲ့မျက်နှာတော်သည်ချောသည်လှသည်မမြီပဲကြက်တရေရှိသည် ကြီးညူပွဲအတိဖြစ်သည်ဟု၍သာဆိုခဲ့ကြသည်။ထို့ကြောင့်ချောသည်လှသည်ဆိုသည်များမှာလောကအတွက်အသုံးမဝင်။ကဲကုဘာတာကုကုဘက်ကိုရက်ထဲလိုက်တယ်။တိကနေနေရောမူလားပြန်စမေး ထိုးပွေးနှလုံးရဲ့ကောင်းမှုကြောင့်ဈေးတဲ့အတော်များများကျက်နော်ကြိုက်ခဲ့သည်ဓမြဤယုံမျိုးကျက်နော်တွင်ရှိသည် ထိုမှအပြင်ကျက်နော်သုံးနှစ်အရွယ်တွင်ကျက်နော်ရဲ့ဘရာသာလူတယံဗကြီကိုစမ်းမှကလေးချော်သည်ကင်မွန်းတင်၍စပိန်ဖရီဝီတစ်ခုကိုကောင်းကင်မြောက်ပြူချော့မြူမှုကြောင့်ကောင်းကင်မှပြန်ကြကျွန်တော်ငယ်တဲ့ဘွေးနှလုံးကြဖရီဝီဆိုင်ခဲ့ရသည် နဂိုအရှိဘွေနဲ့လုံးမှ အကိုဖြစ်သူလက်တယံမှုကြောင့်ဖရီဝီဟာအမာရွတ်တစ်ခုထပ်ပေါင်းစု၍အဝေးကကြည့်ရင်ထိတ်နေရာတစ်ခွက်တွင်လက်နေသည်ထင်ရနဂိုကျေပါသောဇပင်မရွှင်သောရုပ်ခံကြောင့်ငယ်စဉ်ကပင် ထိတ်ပြောင်ကြီးနှင့်40ကျော်ရုပ်အပိုင်သိမ့်ထုတ်ခဲ့ရပါသည်ဘတ်သူမြင်မြင်ကျွန်တော်မွေးတဖခင်ရဲ့အဖေထင်ခဲ့ကြပါသည်ဘတ်သူမြင်မြင် ဤဘွားကျွတ်တကြီးကတော့ချိန်၌ဒီအဖိုးကြီးကိုတော့မသိခင်ကတော့မှဖြစ်တော်မူဟုမြင်ခဲ့ကြပါလေတော့တည်းတာဒုတာဒုအဲလီသူ့မောင်သူ့မောင်ဟုတ်ပါဘူးအဲ့ဒီလောက်ရုတ်ခန့်မကောင်းတဲ့အကျင့်တော့ကောင်းမလေးတွေတော့ကြိုက်တတ်ပြန်ရောဗျာကျွန်တော်ရဲ့ဒုတိယအချက်အကြောင်းစကြပါစို့